ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မနေ့ပြမနက်ပိုင်းမှာကြည့်ရမယ့်မြန်မာကုန်ဆောင် Fighter ကြီး Online ဆိုင်ရဲ့နောက်ဆုံးပွဲကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာမနေ့ပြစနေနေ့မနက်ပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ပရိသတ်တွေအားလုံးတောင်းတနေကြတဲ့ Online ဆိုင်ရဲ့ Fighter One နောက်ဆုံးနှုတ်ဆက်ပွဲကြီးကိုကျွန်တော်တို့ကကြည့်ရှုခွင့်ရတော့မှာဖြစ်ပါတယ် online စံပါဝင်ထိုးသမဲ့1 5နဲ့36ပြိုင်ပွဲကို1 championship ကမနေ့ပြမနေ့ဆိုရင်ကျင်းပသွားတော့မှာဖြစ်ပါတယ် မာကောဆော့ဖိုင်တာကြီးရဲ့ပွဲကတော့ခမ်းမင်းကြီးအပြင်မြန်မာစံတော်ကြီးမနက်9:00နာရီခွဲဝန်းကျင်မှာကြည့်ရပွဲရှိနေပါတယ်ခင်ဗျာ။အွန်လိုင်းဆင်ကတော့လက်ရှိချိန်မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာ training camp တွေကိုလှုပ်ဆောင်လျက်ရှိနေပါတယ်။အကြသေးကင်ကလည်းအွန်လိုင်းဆင်က BBC နဲ့ interview တွေပြုလုပ်ထားပါတယ်။အဲ့ဒီ interview မှာမြန်မာကွန်ဆောင်ဖိုင်တာကြီးကသူ့အနေနဲ့ဒီပွဲအကောင်းဆုံးပြင်ဆင်ထားတဲ့အကြောင်းနဲ့ပရိသတ်တွေကိုကိုင်းထဲမှာသူ့အနေနဲ့ surprise တိုက်မဲ့အစီအစဉ်တွေလည်းရှိတယ်ဆိုပြီး online ဆန်ကပြောဆိုသွားပါတယ်။ အွန်လိုင်းဆန်ကဒီပွဲကသူ့ရဲ့ fighter ပါနောက်ဆုံးပွဲဖြစ်တဲ့ကြောင့်ပြည်သက်တွေအတွက်ဒီပွဲကိုအမြဲမှတ်ရနေစီဖို့သူကလှုပ်ဆောင်လို့ရသမျှအရာအလုံးကိုလှုပ်ဆောင်သွားမယ်လို့လည်းကချင်သားကြီးကဆိုပါတယ်။အွန်လိုင်းဆန်က Sweden fighter Sebastian Kardestan ရဲ့ရင်ဆိုင်ထိုးသက်ရမယ်ဆိုတဲ့ပြည်သက်အလုံးတီထားပြီးသားဖြစ်ပါတယ်။ Kardestan ကလည်းလက်ရှိမှာဘန်ကောက်မှာ training camp တွေကိုလှုပ်ဆောင်လျက်ရှိနေပါတယ်။အွန်လိုင်းဆန်နဲ့ Sebastian Kardestan ကဟိုးရင်ကလေးကလည်းယင်းနည်းတဲ့ဆက်ဆံရေးတွေရှိတဲ့ border တွေဖြစ်ပါတယ်။ online ဆန်းကလည်းဒီအကြောင်းကိုသူကတခုတကနေ့ကိုထုတ်ပေါ်ပြောဆိုသွားသေးတာပါ online ဆန်းကတော့မကြခင်မှာသူအနေနဲ့ပွဲထဲမှာဝင်ရောက်ထိုးတက်ရမယ့်အပေါ်မှာလည်းစိတ်လူရှားနေတဲ့အကြောင်း Sebastian Gardner နဲ့ထိုးတက်ရမှာတကယ်ကိုအခွင့်အလမ်းကောင်းတစ်ခုဖြစ်တဲ့အကြောင်းကိုလည်း online ကထုတ်ပေါ်ပြောဆိုသွားခဲ့ပါတယ် online ဆန်းတွေဒီပွဲကလည်းတကယ်ကိုအရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်ပါတယ် online ဆန်နေတဲ့ဒီပွဲမှာသပိတ်သက်တွေကိုအနိုင်နဲ့နှုတ်ဆက်နိုင်ခဲ့တော့မြန်မာ MMA ပြည်သက်တွေအတွက်တကယ်ကိုကျဉ်းနှက်စရာကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ ဒါပေမဲ့ဒီနေရာမှာပြောချင်တာကရှုံးနာနိုင်တာကိုကျွန်တော်တို့ကအဓိကထားလို့မရပါဘူး။ဘာကြောင့်လဲဆိုတော့မြန်မာကုန်ဆောင်ဖိုင်တိုင်းကြီးကကျွန်တော်တို့မြန်မာနိုင်ငံပေါ်မှာတကယ်ကိုတာဝန်ချေလို့မရင်သူလုံနိုင်တဲ့အရာအလုံးကိုလည်းလုတ်ပြခဲ့ပြီးပါပြီ။ One Championship Middleweight နဲ့ Light Heavyweight နဲ့ Champion ကုန်ပုတ်တွေကိုသိမ်းပိုက်နိုင်ခဲ့သလို One Championship ပထမဦးဆုံးသော International Fighter of the Year ဆုကိုရရှိခဲ့တဲ့ Fighter ကြီးတစ်ယောက်လည်းဖြစ်ပါတယ်။အဲဒါကြောင့်မလို့ online ဆက်ကတကယ်ကိုမြန်မာပြည်သက်ဒီပေါ်မှာတာဝန်ချေတဲ့ fighter တယောက်လို့ကျွန်တော်တို့ကမှိုက်ယူလို့ရပါတယ်ခင်ဗျာ online ဆိုင်ရဲ့ပွဲကမနေ့ပြန်မနေ့မနေ့ပြန်မနေ့9နိုင်ဝင်ချင်းမှာကြည့်ရဖို့ရှိပါတယ်ခင်ဗျာ online ဆန်ကတော့အောင်းဆုံးထိုးသက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပြည်သက်တွေအားလုံးလည်းသူ့ကိုလာရောက်ဝင်ရင်အားပေးနိုင်မယ်ဆိုပြီးရှင်းချနေပါတယ်တကယ်လည်း online ဆန်ကိုတွားရောက်အားပေးမယ်မြန်မာပြည်သက်တွေကတွေ့နေတယ်ပါပဲမနေ့ပြန်မှာဆိုရင်လွန်ပင်းကြီးကွင်းတစ်ခုလုံးကမြန်မာပြည်သက်တွေနဲ့ပဲစီကားတိုက်မြင့်နေမယ်ထင်ပါတယ် online ဆန်ထွက်လာတဲ့နဲ့မဲလိုက်ကတချင်းနဲ့အားလုံးကလည်းမြန်ဆိုင်နေအောင်ပဲထင်ပါတယ်။ဒီလိုခင်းရင်းတစ်ခုကိုကျွန်တော်တို့ပြည်သက်တွေကမလက်ပြန်ကြရင်ခွေရအောင်ပါပါ။ဘလို့ခင်းရင်းတွေဖြစ်လာပါစေကျွန်တော်တို့ကတော့အားပေးဖို့အသင့်ပါပဲ။ဒီမှာကုံဆောင်ဖိုင်တဲ့ကြီးကလည်းအကောင်းဆုံးနိုင်မွေးတစ်ပွဲရရှိဖို့ကျွန်တော်တို့ကဆန္ဒပြပါတယ်။ online ဆက်နဲ့ကျွန်တော်တို့ပြည်သက်တွေအားလုံးတူတူနှုတ်ဆက်ပြီးအကောင်းဆုံးနိုင်ပွဲနဲ့ပျော်ရွှင်စွာကောင်းတဲ့အခိုက်အတန့်တွေကိုကျွန်တော်တို့ကပိုင်ဆိုင်လို့ရပါစေလို့ကျွန်တော်တို့ရဲ့ data entertainment channel ကဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာပွဲပြီးသွားရင်လည်းပွဲပြီးသုံးသပ်ချက်နဲ့တူပြည်သက်တွေစီပြန်လာခဲ့ပါမယ်ခင်ဗျာပြည်သက်တွေရဲ့ team member စာချက်တွေကိုလည်း comment မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲဒါမယ့်နေ့ဒီမှာလည်း MMA လောကနဲ့အကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လို့တွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲတာယာလို့ရှင်မဲ့ကောင်းတဲ့ဒီလက်တနေ့ကိုပိုင်ဆိုင်နေကြပါစေ